ရသခင်ယေရှုတော်ချီးမွမ်းပါလေ။နောက်ကဘတော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကောလောသဲဩဝါဒစာခန်းကြီး၈အပိုင်ငယ်29တပားမျိုးသားတို့တွင်ဤနဲ့နဲသောအရာနှင့်ဆိုင်သောမဟာစည်းစိမ်က အပေမြလောက်ကြီးသည်ကိုတန်ရှင်းသူတို့သည်သိစေခြင်းကဖျားသခင်အလိုရှိတော်မူ၏။ထိုစည်းစိမ်က ဘုံအတရေကိုမျောလင့်ခြင်းအကြောင်းတည်းဟုသောသင်တို့အထဲ၌တည်တော်မူသောခရစ်တော်ဝေသည်ဂျွန်ဒီနိုကဘတော်မှာဘာကိုဖော်ပြလဲဆိုရင်တပါးမျိုးသားတို့တွင်နဲ့အင်မတန်နဲ့နဲတဲ့မဟာစည်းစိမ်အဲ့ဒီစည်းစိမ်ကဘလောက်ကြီးလဲဆိုတဲ့အရာကိုတန်ရှင်းသူဆိုတဲ့ယုံကြည်သူတွေကိုသိစေဖို့ဘုရားသခင်က အလိုရှိပါတယ်။ဒါကြောင့်ဘုရားသခင်က မဟာစည်းစိမ်အကြောင်းကိုသိဖို့ရန်အတွက်အလိုရှိတယ်။အဲ့ဒီစည်းစိမ်ကတော့တဲ့ဘုံတရေကိုမျောလင့်ခြင်းအကြောင်းဒီဟူသောသင်တို့အထဲ၌တည်တော်မူသောခရစ်တော်ပေသည်လို့ဖော်ပြပါတယ်။အဲ့ဒီစည်းစိမ်ကရွှေငွေကြောက်တံပရများပတ်စံလောကရဲ့တိုက်တာကာအဆောက်အဦတွေကို ပြောခြင်းမဟုတ်ပါဘူး။အဲ့ဒီစည်းစိမ်ကမဖောက်ပြန်မပျက်စီးနိုင်တဲ့ကျွန်တော်တို့အထဲမှာတည်တဲ့ခရစ်တော်က ကျွန်တော်တို့ရဲ့စီးစိန်ပဲဘလို့စီးစိန်လဲဆိုရင်တော့အင်မတန်ကြီးမားတဲ့မဟာစီးစိန်ဆိုတဲ့အကြောင်းကိုဖခင်ကသိစေချင်တာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အแทးမှာယုံကြည်သူတယောက်ရဲ့အแทးထဲမှာမဟာစီးစိန်ရှိတယ်။အဲ့ဒီမဟာစီးစိန်အင်မတန်ကြီးမားတဲ့စီးစိန်ကတော့သခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ယုံကြည်သူဖခင်သားသမီးကကြွယ်ဝသောသူဖြစ်တယ်။ ်ပင်ဟာကြွယ်ဝသောသူဖြစ်အောင်ကြိုးစားမှာမဟုတ်ပါဘူးပင်ဟာကြွယ်ဝသောသူဖြစ်တယ်ဆိုတာကိုသိဖို့ဖြစ်တယ်သို့ရတွင်ကျွန်တော်တို့ကကြွယ်ဝခြင်းကိုတိုင်းတာတဲ့ခါမှာကိုယ့်ရဲ့ဗန်ထဲမှာပတ်စံဘယ်လောက်ရှိလဲကိုယ်မှာဘာကုမ္ပဏီပိုင်လဲကိုယ်မှာတိုက်ရှိလားကားရှိလားလက်ဝတ်ရတနာတွေရှိလားစီးပွားရေးလုပ်ငန်းတွေရှိလားရွှေငွေကြောက်တံပရံများတွေရှိလားဆိုတဲ့အရာပေါ်မှာကြွယ်ဝခြင်းကိုတိုင်းတာတတ်ပါတယ်တကယ်တော့ ကျွဲဝခြင်းကိုဘာနဲ့တိုင်းရလဲဆိုရင်တော့ကျွန်တော်တို့အထဲထဲမှာရှိတဲ့ခရစ်တော်နဲ့ပဲတိုင်းရတာဖြစ်ပါတယ်ခရစ်တော်ရှိခြင်းကကျွန်တော်တို့ရဲ့ကျွဲဝခြင်းလို့သိရင်သင်ဟာကျွဲဝတော်သူဖြစ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့သင်ဟာသင်ရဲ့ကျွဲဝခြင်းကို လောကစည်းစိမ်ငွေကြီးနဲ့ပဲတိုင်းတိုင်ရင်တော့သင်ဟာဘယ်တော့မှကျွဲဝတော်သူဖြစ်မှာမဟုတ်ပါဘူးအကြောင်းလဲဆိုရင်တော့အဲ့ဒီလောကစည်းစိမ်တွေက မတိမြဲလို့ပဲဖြစ်ပါတ ဒါကြောင့်မို့သင်ရဲ့ကြွယ်ဝတော်သူဖြစ်ခြင်းကိုလောကစည်းစိမ်ငွေကြေးနဲ့မတိုင်းတာလိုက်ပါနဲ့။သခင်ခရစ်တော်ရှိခြင်းနဲ့ပဲတိုင်းတာလိုက်ပါ။သခင်ခရစ်တော်ရှိခြင်းကသင်ရဲ့မဟာစည်းစိမ်သင်ရဲ့စည်းစိမ်ဆိုတာကိုသင်သိတဲ့တနေ့သင်ရဲ့အတ္တဓာတ်ထဲမှာကြွယ်ဝတော်သူဖြစ်ဒီလောကကြီးထဲမှာသင်ရဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။တိုးတကောင်ရဲ့ကြွယ်ဝတဲ့အခြေအနေကစိမ့်လန်းသောကျဆာရဲ့မှာနေရခြင်းမဟုတ်ပါဘူး။ တာယာသောမျက်နှာမှာနေရာချင်းမျိုးလည်းမဟုတ်ပါဘူး။သေမင်းရဲ့လွှမ်းမိုးတဲ့ဂျိုင်ဝမ်ထဲမှာရှောက်ရစီကမူတိုးဒင်းကြီးအတူရှိခြင်းကတိုးတကောင်တွက်စစ်မှန်တဲ့ချမ်းသာကြွယ်ဝခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်တို့ကိုဖရာသခင်ကတိုးနဲ့နိုင်တယ်။ဖရာသခင်ကတိုးဒင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကြွယ်ဝခြင်းကစိန်လန်းသောကျက်စားရဲ့တာယာသောမျက်နှာဆိုတဲ့ကောင်းတဲ့အခြေအနေပေါ်မှာမမူတည်သလို့ သေမင်းရဲ့လွန်မှုတဲ့ဂျန်ဝန်ထဲမှာရှောက်ဝစဉ်ကမှကျွန်တော်တို့ရဲ့အသက်တာထဲမှာတိုးတင်းကြီးဖျားသခင်အတူရှိရင်အဲ့ဒါကကျွန်တော်တို့တို့ချမ်းသာခြင်းဖြစ်တယ်ကျွန်တော်တို့တို့ကြွယ်ဝခြင်းဖြစ်ပါတယ်အကြောင်းမို့သင်ဟာယေရှုခရစ်တော်ဖျားကိုယုံကြည်တဲ့အချိန်ဆပြီးတော့သင်ဟာကြွယ်ဝတော်သူဖြစ်တယ်သင်အแทမှာမဟာစည်းစိမ်ဒီဟုသောယေရှုခရစ်တော်ကရှိနေတာဖြစ်ပါတယ်သင်ရဲ့အသက်တာထဲမှာယေရှုခရစ်တော်ရှိခြင်းသည် မိမိရဲ့ကြွယ်ဝခြင်းလို့သင်သိတဲ့အချိန်မှာသင်ရဲ့အတ္တဓာတ်ထဲမှာအင်မတန်မှကောင်းစားတဲ့အချိန်တွေအင်မတန်မှအဆင်ပြေတဲ့အချိန်တွေကိုလည်းမတာရတော့ဘူးဒုက္ခအခက်အခဲတွေစားစရာမရှိဘူးပြဿနာတွေကြုံတွေ့နေတဲ့အချိန်တွေကိုလည်းသင်ကမမှုတော့ကောင်းတဲ့အချိန်တွေပေါ်မှာလည်းမတာရသလိုမကောင်းတဲ့အချိန်တွေပေါ်မှာလည်းသင်ကညှိတွားပြီးတော့စိတ်ပြတ်မနေတော့ကောင်းခြင်းမကောင်းခြင်းအချိန်တွေက သင်ကိုယိုင်နေတော့အောင်လုပ်လို့မရတော့ ဘာကြောင့်လဲဆိုရင်တော့သင်ရဲ့ကြွယ်ဝခြင်းကအဲဒီပြင်ပအခြေအနေရှိခြင်းမရှိခြင်းပေါ်မှာမမူတည်ထားလို့ဖြစ်ပါတယ်။သင်ရဲ့ကြွယ်ဝခြင်းကလောကစည်းစိမ်တွေရှိခြင်းမရှိခြင်းပေါ်မှာသင်ကမတည်ဆောက်ထားဘူး။အဲဒီပေါ်မှာမယက်တည်ထားဘူးဆိုရင်သင်ကိုပြိုလဲသွားအောင်၊ရိုင်နေသွားအောင်ဘယ်အရာမှလုပ်လို့မရတော့ဘူး။ဘယ်အနေအမြာမှသင်ကိုတာရအောင် လုပ်လို့မရသလိုဘယ်အနေအမြာမှသင်ကိုစိတ်ပြတ်ဝမ်းနေသွားအောင်လုပ်လို့မရတော့ဘူး။ဒါကြောင့်မို့ချစ်တော်စီတိုင်း ျွန်တော်တို့ရဲ့ကြွယ်ဝခြင်းကယေရှုခရစ်တော်ဖရာအတူရှိခြင်းမဖြစ်ပါနဲ့ခရစ်တော်ရှိခြင်းကသင်ရဲ့ကြွယ်ဝခြင်းလို့သင်သိမြင်လာရင်သင်ရဲ့ဝိညာဉ်မျက်စိမြင်လာပြီဆိုရင်ကျွန်တော်တို့ရဲ့အတ္တတာကိုဘယ်အရာကမှဆွဲချလို့မရတော့ဘူးဒါကြောင့်မို့သင်ဟာဓမ္မသခြင်းတွေကိုသိဆိုသည်ဖြစ်စေဖရိဇန်ဝါရှစ်သခြင်းတွေကိုသိဆိုသည်ဖြစ်စေကြွယ်ဝတော်သူလို့သင်ကကြွေးကြော်လိုက်တိုင်းခံယူလိုက်တိုင်းမှာသင်မှာပတ်စံဘလောက်ရှိလဲမရှိလဲနဲ့အဲ့ဒီကြွယ်ဝခြင်းကိုမတိုင်းလိုက်ပါနဲ့ သင်မှာဘလောက်လောကရာတွေရှိလဲမရှိလဲ ਨੇ အဲ့ဒီကြွယ်ဝခြင်းကိုသင်ဟာဝန်ခံပြီးတော့မတိုင်းတာလိုက်ပါနဲ့သင်ဟာကြွယ်ဝတော်သူလို့ဝန်ခံလိုက်တိုင်းမှာသင်အแทးမှာမဟာစည်းစိမ်ဒီဟူသောခရစ်တော်ရှိခြင်းကသင်ဟာကြွယ်ဝတော်သူဖြစ်ခြင်းဆိုတဲ့အရာကို သိမှတ်ပြီးတော့ဝန်ခံကြွေးကြော်လိုက်ပါဒါကြောင့်ချစ်တော်ရှိတိုင်းကျွန်တော်တို့ဟာယေရှုခရစ်တော်ဖခင်ကိုယုံကြည်တဲ့ကကြွယ်ဝတော်သူဖြစ်တယ်ဘာနဲ့တိုင်းလဲဆိုရင်တော့လောကစည်းစိမ်ငွေကြေးရှိခြင်းမရှိခြင်းနဲ့တိုင်းတာမဟုတ်ပါဘူး ယေရှုခရစ်တော်ဘုရားရှိခြင်းသည်ကျွန်တော်တို့အထယ်ထဲမှာမဟာစည်းစိမ်တည်းဟုသောအဲဒီခရစ်တော်ရှိခြင်းကကျွန်တော်တို့ရဲ့ကြွယ်ဝခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ခရစ်တော်ဘုရားမိမိနဲ့အတူရှိခြင်းကမဟာစည်းစိမ်မိမိရဲ့ကြွယ်ဝခြင်းလို့သိမှတ်ဝင်ခံပြီးတော့ရှောင်လန်းခြင်းအပြင်ဒီလောကရဲ့အနှိမ့်မြင့်တွေကိုအောင်မြင်ကျော်လွှားနိုင်သောယုံကြည်သူဘုရားသားသမီးများဖြစ်စေမယ့်အကြောင်းဝင်ကားပါတယ်။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။